အကြံဖက်စစ်တပ်ဟာအမ်ပရန်လန်ရှိနယ်ရီကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုလမ်းဟောင်းနဲ့လမ်းတစ်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေပါတယ်။အဲ့ဒီလိုထိုးစစ်ဆင်နေတဲ့အခါလမ်းဟောင်းဘက်ကစစ်ကြောင်းဟာ အကြအဆုံများပြီးပြန်ဆုတ်သွားရပြီးတဲ့နောက် လမ်းတစ်ဘက်ကစစ်ကြောင်းကိုထက်မှန်အားဖြစ်ပြီးပြန်လည်ထိုးစစ်ဆင်ရကနေဂုတ်ကြီးကျွရအရှိဘက်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့သတင်းရရှိပါရယ်။နေရီကန်တောင်ကိုဗစီရွာဘက်ကတက်တဲ့လမ်းဟောင်းဟာတောင်တွေမဆောက်ပြီးအကွေ့အကောက်များတဲ့အတွက်အေးအေးနေရာကောင်းကနေဖြတ်တောက်တိုက်ခိုက်တာကြောင့်စစ်တပ်ဘက်ကအကြအစုံများပြီးပြန်နောက်ဆုတ်သွားခဲ့ရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကနရီစရာကိုပြောဆိုပါရယ်။ လေကြောင်းရံပြူဟာကုန်းကိုလမ်းဟောင်းဘက်ကနေအင်အားသုံးထိုးစစ်ဆင်ခဲ့ပေမဲ့လည်းရှေ့တို့သူမရောက်ပဲဗစီရွာနာမှာစစ်တပ်ဘက်ကကြဆုံရပြီးနောက်ဆုတ်သွားခဲ့ရတယ်လို့သိရပါဗျ။အကျန်းဖက်စစ်တပ်ဟာစစ်သားတွေကိုအတင်းတက်ခိုင်းနေတာကြောင့်တိတ်ဆုံးသူတွေများပြားနေပြီးအေအေကအပေါ်စီးနေရာကောင်းကအသင့်နေရာယူပြီးပြစ်ခတ်နေတယ်လို့ဆိုပါရယ် အကြံဖက်မြန်မာစစ်တပ်ဟာ drone လက်နက်ကြီးပစ်ကူကိုယူကဆက်စီတောင်စခန်းကနေလမ်းတစ်ဖက်ကိုစစ်သားအင်အား300လောက်နဲ့စစ်ကြောင်း2ကြောင်းခွဲကလမ်းတစ်ကနေဂုတ်ကြီးရွာဘက်ကို ထိုးစစ်ဆင်လာတာလို့ဒေသခံတွေကဆိုပါတယ်ရှင်